ီဇောပေါင်းကြီးပေါ့ကိုဇောပေါင်းကြီးကိုတဲ့နော်အချက်ပဲတက်ပြင်ဥပဒေပုံမှန်3ခါခွေးနဲ့3ခါခွေး15နဲ့ဂျွန်လ၈ရက်ကမှုဖွင့်ထားပါတယ်တဲ့နော်သူ့ကိုကနဦးဖွင့်ထားတာပုံမှန်9 9ကာကြီးပုံမှန်66ကာကြီးနဲ့ဖွင့်ထားတာအဲ့ဒါကိုထပ်တိုးဖြစ်နေအဲအချက်ပဲတက်ပြင်ဥပဒေပုံမှန်3ခါခွေး15နဲ့ထပ်တိုးမှုဖွင့်ထားပါတယ်ဆိုပြီးတော့ DVB သတင်းဌာနရေးတယ်အသူရေးတော့မှကျွန်တော်လဲဒါပြောနိုင်တော့ဘာလို့ဆိုတော့ကျွန်တော်ကကျွန်တော်တို့ဒီသတင်းကိုပြောဖို့ဆန္ဒမရှိဘူးပုံနဲ့ပြောဒါဒါကအဲဒါကသတင်းဖြစ်နေတဲ့ထက်ပြောရမယ်ရေးကြည့်တဲ့ issue တခုတော့မဟုတ်ဘူးသို့တော့သို့တော့ခုနသတင်းဖြစ်နေတဲ့ ပြည်ပြင်းမီဒီယာတွေကတော့ဝိုင်းကြီးလာတဲ့ခါကျတော့ကျွန်တော်ကတော့ထည့်ပြောလာတာနော်တမောဆိုတော့ဒီကိုစောပွင့်ကိုမလို့တက်ဖို့နဲ့ခေါ်ယူပြီးတော့စစ်စစ်မင်းမြန်နေဆိုတဲ့အထိကျွန်တော်တို့သိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါတွေကို highlight မလုပ်ဘာလို့ဆိုတော့ဒါတွေက highlight လုပ်မယ့်ကိစ္စမဟုတ်ဘူးခေါ်ယူမင်းမြန်စစ်စစ်တဲ့ဆိုတာတွေအကုန်လုံးကအမှုဖွင့်ထားတာမဟုတ်တဲ့အတွက်ကျွန်တော်ပြောလို့မပြောဘူးဘာလို့ဆိုတော့ခေါ်ယူမင်းအခုဂျွန်လွန်မဲကြည့်ခေါ်ယူမင်းမြန်နေပြန်ပြီးတော့ဟိုပြန်လှုပ်ပြလိုက်တယ်ဒါကျွန်တော်တို့ဘာမှမဖြစ်တဲ့အတွက်အများကြီးမပြောဘူးအခုကိုစောကိုစောပွင့်လေးတွေခေါ်ယူမင်းမြန်နေဆိုတဲ့အချိန်မှာကျွန်တော်တို့ကဘာမှမပြောပဲနေတယ်ပြီးတော့ခေါ်ယူမင်းမြန်မှုနဲ့နောက်မှာဘာတွေပါလာမလဲဆိုတော့ကျွန်တော်တို့မသိတဲ့အတွက်ကျွန်တော်တို့က ဘာမှမထွက်လာသေးတဲ့ issue တန်းပြီးကျွန်တော်တို့စိတ်ထဲစိတ်ကူးတဲ့ပေါက်ရရှောက်ပြောလို့မရတဲ့အတွက်ကျွန်တော်ပြောတာအခုတော့သူနဲ့ပတ်သက်ပြီးမှုဖွင့်ထားတယ်ဆိုတဲ့ကိစ္စက DVB ကရေးတဲ့ခါကျမှကျွန်တော်တို့ကတော့ DVB ရဲ့ဟိုကူးကားပြီးတော့ကျွန်တော်ပြောချင်တာပါ DVB ကရေးတာတော့သူ့ကိုပထမဖွင့်လာတော့ပုံမှန်95ကကြီးပုံမှန်66ကကကြီးပေါ့နော်နော်အဲအဲ့ဒါနဲ့ဖွင့်ထားတယ်ပေါ့အခုတော့ထပ်ထိုးဖြစ်နေကျမ်းပတ်တက်ပြည့်ဥပဒေပုံမှန်3ခါဝေး15နဲ့ပါထပ်ထိုးဖွင့်ပါတယ်ဆိုပြီးတော့ DVB ကရေးတယ်အဲ့တော့တော့တုံးလာတော့ DVB တုံးတဲ့စကလုံးကတော့စစ်တပ်ထောက်ခံသူဘောနစစ်တပ်ထောက်ခံသူဇော်ပေါ်ဟင်းကိုတဲ့အကြမ်းဖက်တပ်ပြည့်ဥပဒေနဲ့မဟုတ်ဘူးထပ်ဖွင့်ဆိုပြီးတော့သူတို့ကဒီလိုရေးပါတယ်သူ့ကို ဖွင့်လာတော့ဒါ NUG ကထုတ်ထားတဲ့တရှူဆိုပြီးတော့ပြောတာမျိုးတွေကြားတယ်။နောက် PDF နဲ့ဆက်သွယ်လို့ပြောတဲ့အားမျိုးကြားပါတယ်ဆိုပြီးပြောတယ်။သူကတော့တရားမဝင်အတွင်းကုန်ပို့ကုန်တွေကိုအဲတရားမဝင်အတွင်းနဲ့ကိုပို့တယ်ပေါ့။ဒါကြောင့်မလို့ပြောတယ်ဆိုတာမျိုးတွေခေါင်းစဉ်တက်တယ်။မျိုးစုံကဗျာသူ့ကိုခေါင်းစဉ်တက်တော့မျိုးစုံတက်ထားတယ်ဒါတော့ဟိုကရေးတာပါ။အဲမျိုးစုံရေးကြတာပေါ့နော်။မျိုးစုံရေးကြပြီးတော့သူနဲ့ပတ်သက်ပြီးတော့သူ့သူနဲ့မိတ်ဆွေဖြစ်တဲ့သူတွေရန်သူဖြစ်တဲ့သူတွေဆိုတဲ့သကကလုံးတွေဒီပြားမျိုးစုံရေးကြတာတွေ့ရတယ်။ဆိုတော့နောက်တစ်ခါပြီးတော့ပြီးခဲ့တဲ့တောင်တကုန်ရေးစခန်းမှာလည်းဒီဒုံမိုးခိုင်ဆိုတဲ့မျိုးသူများသူ့ကိုမှုဖွင့်ခဲ့တယ်ဆိုတာမျိုးတွေ66ကားနဲ့မှုဖွင့်ခဲ့တယ်ဆိုတာမျိုးတွေလည်းရေးထားတွေ့ရတယ်။ပြောရရင်တော့သူနဲ့ပတ်သက်ပြီးရေးနေတဲ့မျိုးစုံတွေ့တယ် တွေ့ပါတယ်ဆိုတော့အမှုတွေကတော့ဖွင့်ထားပြီဆိုတဲ့အဓိပ္ပာယ်တော့သွားတက်ရောက်တယ်ဆိုတော့ဒီဟာနဲ့ပတ်သက်လို့လည်းတက်ဆိုင်ရာနားဆက်ကဘက်ကထုတ်ပြန်ထားခြင်းမရှိဘူးအဲတရားရုံးတွေဘာတွေညာတွေလည်းမင်းမျိုးစုံစမ်းခြင်းမရဘူးတက်ဆိုင်ရာဖွဲ့စည်းရေးတွေလည်းမေးရမြန်ခက်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပင်လင်းလည်းဟိုတို့နဲ့တိတ်ပြီးဆက်ဆံတိတ်မရှိဘူးမရှိတော့ကျွန်တော်တိတ်ပြီးတော့မမေးမမမြန်မိဘူးဗျာအဲ့တော့မမေးမမြန်ပြီးတော့ကျွန်တော်သိချာမသိဘူးတိုးတော့ခုဒီရေတော့ဒါလို့တွေ့ရပါတယ်ဆိုတော့ ကျွန်တော်တို့နောက်ထပ်ကြားရတဲ့ information တခုကတော့သူ့မိသားစုလည်းတချို့သူ့မိသားစုလည်းပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ရောက်လာတယ်ရောက်ပြီးတော့သက်ဆိုင်ရာဆရာတော်တန်ခါတော်ကြီးတွေနဲ့ဝင်ဖူးပြီးတော့တွေ့ဖို့ကြိုးစားတယ်လို့လည်းကြားတယ်ပြီးရင်ဆရာတော်တန်ခါတော်ကြီးတန်ခါတော်ကြီးတွေရဲ့အဆင့်တန်ခါတော်ကြီးကလေးစီကိုမြေတားရခန့်ချတိတင်ပေးဖို့တောင်းဆိုဖို့လုပ်တယ်ဆိုတာလည်းကြားတယ်ဒါတွေတော့ကြားနေရတဲ့တဲ့ information တွေပါအတီတော့ကျွန်တော်တို့မပြုတ်ချင်ပါဘူးဘာလို့လဲဒါတွေက information just information ဆိုတာမျိုးပဲမှတ်စေချင်ပါတယ်ဘလို့ဆိုတော့ဒီလိုမျိုးတော့တဲ့တွေ့နေရတယ်အဲ့တော့ဟိုကိုဇော်ဘုံကြီးကိုထောက်ခံကြသူတွေမထောက်ခံကြသူတွေကြိုက်ကြသူတွေမကြိုက်ကြသူမျိုးစုံရှိကြပါလိမ့်မယ် ဒါတွေကတော့ကြိုက်ချင်းမကြိုက်ချင်းဟိုတောက်ခံချင်းမတောက်ခံချင်းကတော့ဒါတယောက်ချင်းစီရဲ့သဘောထားဆန်းနေတဲ့စိုက်ပါတယ်ဒါပေမဲ့ तू ဥပဒေကိုကျူးလွန်ဖောက်ပြတာရှိရင်တော့ဥပဒေကတော့အေးအေးယူနေတယ်ဖောက်ပြတာမရှိရင် तू ပြန်လွတ်မယ်ဒါတော့အဖြစ်အဖြစ်အခြေခံဖြစ်ပါပဲပြီးတော့ဟိုအမှုဖွင့်ထားတဲ့အဖွဲ့အစည်းကဘယ်ဖွဲ့စည်းလဲဆိုတာလည်းရှိသေးတာဟုတ်အမှုဖွင့်ထားတာကတက်မတော်ကိုယ်တိုင်အမှုဖွင့်ထားတာဆိုရင်တော့ပြဿနာရှိတယ်တခြားလူတွေကအမှုဖွင့်တာဆိုရင်တော့ညှိလို့နိုင်လို့ရနိုင်သေးတယ်နောက်တက်မတော်မှုဖွင့်နေဆိုရင်လည်းဒါညှိလို့နိုင်လို့ရနိုင်တယ်နောက်တစ်ခုကဒါကိုအမှုဖွင့်ခဲ့ပြီးတရားရုံးကိုဆွဲချက်တင်လိုက်ပြီးဆိုရင်တော့သူ့အနေထားကအန္တရာယ်များလာပါတယ်ဆွဲချက်မတင်ခင်လေးမှာ ဒီအမှုပြည့်ပြည့်သွားအောင်လုပ်ဖို့ပဲလိုပဲပေါ့အစွဲချက်တင်ဖို့မတင်ဖို့အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံမှာတရားစီရင်ရေးနဲ့ပတ်သက်ရင်ဘုံသူကြီးမရောက်နိုင်ကြတဲ့မြင်လင်းတရားစီရင်ကိုမဆွတ်ဖက်ဘူးဆိုရင် तू ကအဲ့လိုနေနေရလို့ဖြစ်တယ်။ဆိုတော့အကယ်၍သာတရားရုံးမှာစွဲတင်လိုက်ပြီဆိုရင်တော့ဒါကိုစောဘုံကြီးနဲ့သူ့ရဲ့ဟိုဘာတွေကတော့ဒါဘာပြောဟိုအမှုရင်ဆိုင်မဲ့သဘောပေါ့။တရားရုံးစွဲချက်မတင်ရသေးဘူးဆိုရင်တော့အမှုတိဆောက်ဆဲကာလမှာနေပြည့်ပြည့်သွားတာတွေကိုဖြစ်နိုင်တယ်ပေါ့။အခုချိန်ထိတော့ဘာမှပြောလို့မရသေးဘူးပေါ့နော်။ဆိုတော့ခါရုတ်သိချင်ကြရတဲ့ကိုစောဘုံကြီးကိစ္စကြီးဒီဒီလိုကတော့ရေးပြီးဖြစ်တဲ့အတွက်အဲ ရေးတဲ့ဟာအခြေခံပြီးတော့ပဲရာနှုန်းပြည့်မဟုတ်ရင်တော့ရာဂိုင်းလို့တစ်ခုဖြစ်နေဟိုမှတ်ချက်ယူပြီးတော့ကောက်ချက်ချပြီးတော့စဉ်းစားဖို့လိုပြီးလို့ယူစဉ်းစားသုံးသပ်တယ်လို့ယူဆပါတယ်ကျွန်တော်တို့ကဒါကိုကောင်းကျိုးဆိုချင်တော့မပြောလို့ပါဘူး။ तू လဲ तू ဟာ तू तू အာတန်တဲ့ပုံစံနဲ့ तू ပြောချင်တာလေ तू ပြောချင်တာလေ तू စိတ်ပါတဲ့အတိုင်း तू तू ရဲ့အားချိုးမှန်တဲ့အားအားကောင်းမောင်းတဲ့အားတန်မောင်းကောင်းတဲ့အားရပါ तू ပြောခဲ့တာလေးရှိတာပဲ။အခုဆိုရင်ပြည်ပြင်းမီဒီယာတွေက तू ပြောခဲ့တဲ့ video file နဲ့အချို့တွေယူသုံးပြီးတော့ကြောက်ချတာပေါ့နော်။ပွင့်လေပြောရင်တော့ဟိုပြည်ပြင်းမီဒီယာတွေကကြောက်ချတာကြောက်ချတာအကြီးကျယ်ကြောက်ချတာထိုးချတာပေါ့နော်။ထိုးချပြီးတော့ဒုက္ခကြီး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 ပေးကြရရှိရပါဘူး။တခုရှိတာကကိုသဘောင်းပြောနေတဲ့မြားတွေဒီ तू က public speaker လို့သူ့ကိုယ်သူတို့ तू ပြောခဲ့တာအများကြီးရှိပါတယ်။ အဲသူကတကယ်လို့မီဒီယာဆိုရင်တော့ကျွန်တော်တို့မီဒီယာဆိုရင်တော့သူဂျာနယ်လစ်ဘောဗျာဂျာနယ်လစ်ဆိုချက်ဖြစ်တယ်မီဒီယာဆိုရင်တော့ပြီးတော့မီဒီယာ license ရှိတာဆိုရင်တော့ကျွန်တော်တို့ကဒီသတင်းမီဒီယာကောင်စီဘာလို့လည်းဖြည့်ရှင်းတာမျိုးတွေတက်ဆိုင်ရာဝန်ကြီးဌာနတွေကဝန်ကူတာမျိုးတွေအဲလုံခြုံရေးတက်မတော့ထိပ်ပိုင်းကောင်းဆောင်တာဝန်ရှိသူတွေကဆက်သွင်းစဉ်းစားပြီးတာရှိနေတာပေါ့သူကခက်တာကသူကဂျာနယ်လစ်ဂျာနယ်လစ်မဟုတ်ဘူးအဲမီဒီယာသမားလည်းမဟုတ်ဘူးပြီးတော့မီဒီယာ license လည်းရှိထားတာမဟုတ်ဘူးအဲ့ခါကျတော့သူပြောတာတွေအကုန်လုံးကခုနရေးရယူလို့ရတဲ့အနေအထားမျိုးလေရောက်တဲ့စကားလုံးတွေရှိနေတာဒါကြောင့်ဘာပဲပြောဒါကြောင့်သူ့ရဲ့ဒီသူ့ရဲ့ဟိုပြောဆိုမှုတွေတည်းကတချို့စကားလုံးတွေရတယ် ဥပဒေကြောင့်ကညှိစုံနိုင်တဲ့အောက်ချက်ဆွဲစရာတွေတွေ့တဲ့အခါဒါဥပဒေကြောင့်ကောက်ဆက်ဆွဲပြီးအမှုဖွင့်သွားတယ်လို့ဟိုတွေ့ရမှာဖြစ်လာပါတော့ကျွန်တော်ပြောနေတော်မူမှုခံရထားအမှုဖွင့်တာမျိုးတော့မရှိတာဆိုတော့ဒါတွေကစဉ်းစားစရာကောင်းတဲ့ကိစ္စပါဒါကြောင့်နောင်နောင်များမှာကိုကရုပ်တံအဲ Facebook ကနေ live ထွက်တာ TikTok ကနေ live ထွက်တာ YouTube ကနေ live ထွက်တာ Telegram ကနေပြောတာအစသဖြင့်ဘီလိုဘီလိုပဲပြောပြောဟိုတရားဝင် line စင်ရထားသော media မဟုတ်ဘူးဆိုရင် media ရှုထောင့်ကနေမရက်ဒီပဲနဲ့ကိုယ့်ဟာကိုဟို ယူတော့လည်းပြောတာမျိုးကောင်းပါလေနောက်တစ်ခုကပြောပြီဆိုရင်လည်းဥပဒေကြောင့်ကညှဉ်းဆုံးနေတာမျိုးသတိကြီးထားကြတာကောင်းပါလေဘာလို့ဆိုဟိုဖြစ်သွားမှနောက်ကလိုက်ရတယ်ဆိုတာတော်တော်လေးပြင်ပမှန်တယ်မိသားစုတွေပြင်ပမှန်တယ်သူကိုယ်တော်ကိုတက်ဆိုင်ရာကာယကံရှင်တွေလည်းစိတ်ပြင်ပမှန်လာပါလေဒါကြောင့်အားလုံးကဘာပြောကိုကတော့ပြောကြရှိတာပြောချင်တာလို့ပြောချလိုက်ပြီမြင် နောက်ဆက်တွဲကဥပဒေကြောင်းဆိုတဲ့သကလုံးတွေတွဲကပ်ပါလာတဲ့အတွက်သတိကြီးထားပြီးရှင်းတန်းနေထိုင်ကြဖို့ပဲအားလုံးတိုက်တွန်းချင်ပါတယ်။နော်ပြီးတော့ကုစောဘိုးကြီးရဲ့ဖြစ်စဉ်ကလည်းအားလုံးတချို့လူတွေဟိုနမူနာသင်ခန်းစာယူပြီးတော့ဟိုလေ့လာသင့်တယ်လို့ကျွန်တော်ဒီလိုပဲတိုက်တွန်းချင်ပါတယ်နော်။ဒါတော့ဒါတော့ပဲကျွန်တော်လည်းဒါတော့အများကြီးလို့ပြောချင်မှရှိတဲ့အများကြီးလည်းကျွန်တော်လည်းဆက်ဆံမရှိတော့ကျွန်တော်လည်းဘာပြောမှမသိလို့တလောက်ပဲပြောလို့ရပါတယ်။ဒါဆိုကျွန်တော်မသိတဲ့အပိုင်းမို့လို့ကျွန်တော်ပြောနိုင်လို့ပါ။ဒါကြောင့်ရှင်းရဲ့အပိုင်းတွေကျွန်တော်ပြောတာလေကိုမသိတဲ့အပိုင်းမို့လို့ဝင်ပြောပေးနေတာပါနော်။ဆိုထားပါတော့ဒါတစ်ခုပါ။နောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဒီအောင်ပြောပြတဲ့နောက်ကျွန်တော်တို့အဓိကပြောရမှာကနော်အာ ကုလသမဂ္ဂမှာဒီအပိုင်းပြောနေတဲ့ဟာလေးနဲ့ကျွန်တော်ဒီနေ့ပြောပါမယ်ကုလသမဂ္ဂကဒီအပိုင်းဘာတွေပြောနေလဲဆိုတော့ကုလသမဂ္ဂဒီအပိုင်းဘာပြောနေဆိုတော့အကြောင်းအရာနှစ်ခုကိုပြောတာ issue ကုလသမဂ္ဂဒီဆိုနေတာအကြောင်းအရာ issue မြန်မာနဲ့ပတ်သက်တဲ့ issue အကြီးနှစ်ခုရှိတယ်တစ်ခုကကျွန်တော်တော်တော်စိုးရိမ်တယ်တစ်ခုကတော့ခင်ဗျားတို့စဉ်းစားဆင်ရင်တုံတရားနဲ့စဉ်းစားဖို့တင်တော်ပြောမယ်တစ်ခုကဘာလဲဆိုတော့ဘင်္ဂလီ issue နဲ့ပတ်သက်ရင်းနဲ့နော် AA နဲ့ထိတွေ့ဆက်ဆံဖို့လိုအပ်ပါတယ်လို့အမေရိကန်နိုင်ငံဆိုင်ရာကုလသမဂ္ဂရဲ့စီးပွားရေးနဲ့လူမှုဆိုင်ရာကိုယ်စားလှယ် Jonathan Sharer ဆိုတဲ့ပုဂ္ဂိုလ်ကနော်မနေ့ကကုလသမဂ္ဂအစည်းအဝေးမှာပြောထည့်လိုက်ပါတယ်နော် ဘင်္ဂလားဒေ့ရှ်ကော့ဘ်သားဆက်ဆောင်စခန်းမှာရှိနေတဲ့ဘင်္ဂလီတွေနေရပြန်နိုင်ရေးကိစ္စနဲ့ပတ်သက်ရင်တဲ့အေးအေးနဲ့ပါထိတွေ့ဆက်ဆံဖို့တင့်ပါတယ်ဆိုပြီးတော့ကုလသမဂ္ဂရဲ့အမေရိကန်နိုင်ငံဆိုင်အအမေရိကန်အမေရိကန်နိုင်ငံရဲ့ကုလသမဂ္ဂမှာတာဝန်ပေးထားတဲ့စီးပွားရေးနဲ့လူမှုဆိုင်ရာကိုယ်စားလှယ်ဂျိုနသန်ရှယ်ရယ်ကပြောလိုက်တာဖြစ်တယ်ဆိုတော့ तू ကအဲ့လိုပြောလိုက်တော့ကုလသမဂ္ဂရဲ့ညီလာခံထဲမှာ तू အလို့သဘောတူဆိုဆွေးနွေးမှာ तू ပြောတာအလို့သဘောကပြောတာ तू ကအလို့သဘောမှာ तू ပြောတာကအမေရိကန်ဆိုရဲအာဘော်လားသူ့ရဲ့ personal point of view လားသူ့ရဲ့ personal interest လားဒါမှမဟုတ် personal agenda setting လားကျွန်တော်အဲ့ဒါတော့မသိနိုင်ဘူးသို့တော့ တေချာလာကသူအေအေကိုဆက်သွယ်ဖို့အသင့်ပါတယ်လို့ဒီကိစ္စပြောတာဒီပြီးခဲ့တဲ့တိတ်မချသေးတဲ့ကာလကဘင်္ဂလားဒေ့ရှ်ကပြောတဲ့စကားနဲ့ဆက်ဆက်နေတယ်ဘင်္ဂလားဒေ့ရှ်ကပြီးခဲ့တဲ့ကာလတခြားမှာပြောခဲ့တယ်သူတို့အနေနဲ့အေအေနဲ့လည်းဆက်ဆံတဲ့ဆက်ဆံရမယ်လို့ဘင်္ဂလားဒေ့ရှ်ကပြောခဲ့တယ်အဲ့ဒီနောက်မှာမြန်မာဆိုတာနတ်ဆက်ကနဲ့နိုင်ငံခြားရေးကိစ္စတွေမှာတန်တမာကြီးကတင်းမာမှုတွေဖြစ်တယ်မြန်မာပြည်မှာရောက်နေတဲ့တန်တမာတွေကိုပြန်ခေါ်တဲ့စစ်တီတွေဖြစ်သွားတယ်ဒါတင်းမာမှုဖြစ်တယ်ပေါ့နော်ဖြစ်သွားတယ်အခုအမေရိကန်ကလည်းအခုဟိုတခုရရှိတာကဟို assembly ထဲမှာပြောတာမဟုတ်ဘဲနဲ့အဲ့လိုသဘောဆွေးနွေးပွဲမှာ panel discussion ပဲတဲ့နေနဲ့ဒီအဲ့လိုသဘောပေါ့ဆွေးနွေးပွဲမှာ ထပြောလိုက်တာကကြာတော့နည်းနည်းတော့တမျိုးတော့ဖြစ်တယ်ပေါ့နော်တိုးတိုးဒါအလို့သဘောဖြစ်နေတဲ့တရားဝင်အစည်းအဝေးမှတ်တမ်းတွေမှာတော့မပါဘူးဒါပေမဲ့အလို့သဘောဆွေးနွေးတာကိုမီဒီယာတွေကဝိုင်းဝန်းဖော်ပြတာဖြစ်တဲ့အတွက်နိုင်ငံခြားမီဒီယာတွေဝိုင်းဖော်ပြတာဖြစ်တဲ့ကျွန်တော်ကဒီနေရာပြန်ပြောရတာဖြစ်တယ်ဆိုတော့ဘင်္ဂလီတွေ issue နဲ့ပတ်သက်လို့ရှိရင် AA နဲ့ဆက်ဆံပတ်သက်တင်ပတ်သက်ရမယ် AA နဲ့ပါထိတွေ့ဆက်ဆံမှုလိုအပ်ပါတယ်လို့ပြောတာဒီယူသားရဲ့လားဆိုတော့စဉ်းစားကြဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်အနေနဲ့ကတော့ကျွန်တော်တို့ဒါကိုလက်ခံလို့မရဘူးတရားဝင်တရားဝင်ဆက်ဆံဖို့အတွက်တရားဝင်ဆက်ဆံဖို့အတွက်အစိုးရဆိုတာရှိတယ် အစိုးရသာရှိတယ်လက်ရှိနတ်ဆက်ကဒီတည်ဆဲဆိုးရဖြစ်တယ်တည်ဆဲဆိုးရနေတာဆက်ဆံရမယ်ဘင်္ဂလီရေပြန်လာဖို့ကိစ္စဒီတည်ဆဲဆိုးရနေတာဆက်ဆံရမှာဖြစ်ပြီးတော့ဒီနေဆက်မှာလက်နက်ကိုင်ပုံကန်ထားကြော်ထားတဲ့ AA နဲ့ဆက်ဆံရမယ်ဆိုတာတပုံကိုအားပေးရတယ်အတူတူပါအဲ့တော့တပုံအားပေးရင်လည်းဖြစ်ပြီးတော့တပုံလေးနဲ့ရှင်တွဲနေထိုင်ရင်တပုံလိုပဲနှိမ်လင်းခံရနိုင်တယ်ဆိုတာကိုသက်ဆိုင်နိုင်ငံအတိုင်းဝန်ကနိုင်ငံတကာအတိုင်းဝန်ကသိဖို့လည်းလိုအပ်တယ်ဒါအောင်မသိဘဲနဲ့ဆက်ဆံဖို့လိုအပ်ပါတယ်လို့ပြောရင်ကျွန်တော်ကလည်းအမေရိကန်နဲ့ပတ်သက်ပြန်ပြောစရာရှိတယ်အမေရိကန်ပတ်သက်ပြန်ပြောစရာရှိတယ်ဥပမာကျွန်တော်တစ်ခုပဲပြောမယ်လက်ရှိ Los Angeles အပါအဝင်မြို့ကြီး၁၀မြို့ထက်မနည်းပါ အေးချမ်းစွာမီးရှို့ဆန္ဒပြနေသောနော်အေးချမ်းစွာမီးရှို့ဆန္ဒပြ၍နော်ငိမ့်ချမ်းစွာတွေ့ရနဲ့ပြစ်ပေါက်၍ဆန္ဒပြနေသောပြည်သူလူထုလူအုပ်ကြီးအပေါ်မှာနိုင်ငံစီနင်းပြုလုပ်တဲ့အမေရိကန်နိုင်ငံရဲ့နော်လူကြွေးတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ရင်ကျွန်တော်တို့မြန်မာနိုင်ငံသားဂျန်လစ်ကြောင့်လည်းပြင်းထန်စွာရှုတ်ချပါရတယ်။ဒီလိုမျိုးရုပ်ရင်းကြမ်းတမ်းတဲ့ဒီမိုကရေစီမဆန်သောလူအခွင့်အရေးကိုတံပိုးထားနားလည်ခြင်းမရှိသောအမေရိကန်အစိုးရရဲ့လူကြွေးတပ်ဖွဲ့ဝင်တွေလုပ်ရအပေါ်မှာအလွန်အမင်းစိုးရိမ်ပူပန်ပြပါရတယ်။အမေရိကန်ပြည်သူတွေအမေရိကန်မှာရှိနေတဲ့ နေထိုင်တဲ့လူသားတဦးချင်းစီရဲ့လူတဦးချင်းစီရဲ့ human right နဲ့နော်ခုနဒီမိုကရေစီအခွင့်အရေးတွေကိုပိတ်ပင်ကန့်သတ်ဖို့စ조사နေတဲ့နှိပ်စက်အနိုင်ကျင့်ပြီးတော့ရဲရဲဆက်ဆက်ပြစ်ခတ်နေတဲ့တပ်ဖြတ်ဖို့စ조사နေတဲ့အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ရုပ်ရင်းကြမ်းတမ်းနဲ့မယိုင်းရန်ကားတဲ့အဲ့ဒီလုပ်ရက်ကိုမြန်မာနိုင်ငံသားတယောက်အနေနဲ့စိတ်မကောင်းဖြစ်ရပါတယ်။ဒေါသလည်းထွက်မိပါတယ်။ဝမ်းလည်းနင်းမိပါတယ်။ကြင်လည်းကွဲမိပါတယ်။နော်။ရှုပ်လည်းရှုပ်ချပါတယ်။ကန့်လည်းကန့်ွက်ပါတယ်။ဒီလိုတော့ကျွန်တော်ပြန်ပြောအောင်ဖြစ်နေပြီနော်။အဲဒါဆို တို့ကဒီမိုကရေစီနိုင်ငံလို့ပြောတယ်ဒါပေမဲ့လူတွေနဲ့ပတ်သက်လို့ရှိရင်ဆန္ဒပြတဲ့လူတွေနဲ့ပတ်သက်ရင်တို့ကူနှိမ်နေတာကမြန်မာနိုင်ငံနေနေတာပုံချမ်းနေတယ်။အော်တို့ကပြည်သူလူတို့ကတို့ရှေ့ကလူတွေကလည်းဆန္ဒပြတာလည်းအရန်ကိုဒီမိုကရေစီဆန်ဆန်ရင်းရင်းကျေးကျေးနဲ့ကားတွေမီးရှို့ပြတယ်။နော်ရင်းရင်းကျေးကျေးနဲ့ကားတွေမီးရှို့တာဆန္ဒပြတဲ့အုပ်စုကလည်းရင်းရင်းကျေးကျေးနဲ့ကားတွေနဲ့မီးရှို့ပြီးတော့တွေ့ရနဲ့ကောက်ပေါက်တာရင်းရင်းကျေးကျေးနဲ့ပဲ။တွေ့ရနဲ့ကောက်ပေါက်တာအဲ့တော့အမေရိကန်လူမျိုးတပ်ဖွဲ့ဝင်တွေကလည်းရင်းရင်းကျေးကျေးနဲ့ပဲတွေ့ရနဲ့ပြတာ။ဘလောက်ထိပြတယ်ဆိုတော့ဂျန်လစ်ကိုပါတနက်နဲ့ပြတာ။ဂျန်လစ်ရဲ့အောက်ပိုင်းကိုချိန်တနက်နဲ့ပြပလိုက်တာ။ကားတော့ဗီဝိုင်းမြင်ပြီမလား။အဲ့လိုအဲ့တော့အဲ့ဒီအမေရိကန်အဲ့လိုရက်ကိုရော ဘဲပေရန်နဲ့တိုက်တာချင်းလေပြီးတော့ဒီလိုမျိုးလုံနေတဲ့ရက်ဆက်ကြမ်းတမ်းရုပ်မှရန်ကားလုံးနဲ့လုံချွေးတပ်ဖွဲ့ဝင်တွေလုံရအပေါ်မှာဗဇက်ပိတ်ပြီးနေခဲ့ကြသော EU နဲ့အနောက်အုပ်စုကို၎င်းအမေရိကန်ကနိုင်ငံရေးသမားများကို၎င်းနောက်တစ်ခုကကုလသမဂ္ဂမှာထိုင်နေသောကိုယ်စားလှယ်လောင်းများကိုကိုယ်စားလှယ်များကို၎င်းပြင်းထန်စွာပြစ်တင်ရှုတ်ချလိုချင်ရှုတ်ချလိုလိုပါတယ်ဘာလို့လဲဆိုတော့သူတို့ကအမေရိကန်မှာလောက်တာကြတော့ဘာမှမပြောရမယ်မြန်မာနိုင်ငံမှာလုပ်တဲ့အခါကျတော့အတန်တရထွက်ကြတယ်ဆိုတော့ဒါယူလေးပဲဆိုတော့အခုဘင်္ဂလီ issue နဲ့ပတ်သက်ရင်မြန်မာပြည်သားအမေရိကန်ရဲ့ လူကပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကအဲ့လိုပြောကြဂျွန်နသန်ရှော်ရတင်အဲ့ဒီပုဂ္ဂိုလ်ကပြောပြီမဲ့နော် तू ကပြောပြီမဲ့အခု तू နိုင်ငံမှာ American သမ္မတဒေါ်နယ်ထရန့်ရဲ့အမိန့်ကြောင့်နှိမ်နေနေတဲ့ကြမ်းကြမ်းတမ်းတမ်းရဟန်းကားကနှိမ်နေတဲ့ကိစ္စကို Jonathan Shore ဘာမှမပြောနိုင်ဘူးဆိုကြရဒီ Jonathan Shore ကိုယ်တိုင်ကပဲလေ तू ကိုယ်တိုင်ကပဲလေအကျန်းဖတ်သမားတကားမှုတားမှုလဲပြည်သူလူထုအပေါ်မှာရက်ဆက်ရန်ကားကြမ်းတမ်းရိုင်းဆိုင်မှုအတွက်စိတ်ဆန္ဒပြင်းပြနေတဲ့သူဖြစ်နေလားလို့ကျွန်တော်တို့ကပြန်မေးရမှဖြစ်တယ်ဂျန်လေးကြောင့်နော်အဲ့တော့ဒါရှင်းပြတော့ ဒါရှိပြောတယ်အမေရိကန်နိုင်ငံဒီမိုကရေစီဒါလားသူများနိုင်ငံရဲ့နိုင်ငံရေးအခွင့်အရေးကိုဆွတ်ဖက်တယ်သူများနိုင်ငံနိုင်ငံရေးအခွင့်အရေးပေါ်မှာရှာမှုဖို့ချိုးစားတယ်ဒါပေမဲ့ကိုယ့်နိုင်ငံထဲမှာဖြစ်နေတဲ့ပြဿနာကိုကြာတော့ဘယ်ကောင်းမှမရေးနဲ့ရေးတဲ့ကောင်ရေးတဲ့ကောင်ရေးချင်အကုန်လုံးကတော့ပိတ်ပင်မှာကတ်တာမှာပိတ်ဆို့မှာဘာလို့မှမလုပ်ပြောတာဒါဟောဒီမိုကရေစီလားခင်ဗျားတို့ဒီမိုကရေစီကတကယ်ပဲပေမီတောင်းမီဒီမိုကရေစီဖြစ်လာလို့မရမှာဖြစ်နေတယ်အဲ့လိုအဲ့လိုဖြစ်နေတယ်ဂျာလစ်ဂျာလစ်တော့နေပြီပါဘုနော်ဆိုတော့ကျွန်တော်တို့နိုင်ငံတွေတော့စိတ်ပူပါတယ်အမေရိကန်အုပ်စုကအလွတ်သဘောပဲပြောပြောဘယ်လိုပဲပြောပြောအမေရိကန်ရဲ့အတွင်းစိတ်ကဒီဘင်္ဂလီ issue မှာမြန်မာနိုင်ငံပေါ်မှာဒုက္ခပေးဖို့အများနဲ့ကြံစည်နေသလားဆိုစဉ်းစားဖြစ်လာတယ်ပြီးတော့ AA နဲ့ဆက်ဆံမယ်လို့ပြောတာဟာ အေးရမြန်မာနိုင်ငံမှာတော့လက်ရှိချိန်တွေမှာတော့ဒါအကြမ်းဖက်သမားပဲလက်နက်ကိုင်ပုံကနေတဲ့ထားချွတ်တောင်းချမ်းနေတဲ့တောင်းချမ်းသူအဆင့်ပဲအဲ့တော့ဒီတောင်းချမ်းသူအဆင့်နဲ့အမေရိကန်ဆက်ဆံဖို့ကြိုးစားတာဟာသူ့ကိုယ်သူနိုင်ငံကြီးပါလို့နိုင်ငံတကယ်ကိုအင်အားကြီးနိုင်ငံကြီးပါဂုံတိခရှိတဲ့နိုင်ငံကြီးပါလို့သူတို့ကိုယ်သူတိုက်တာထားတဲ့ပေရန်နဲ့ရှင်လိုက်ရင်ဘလောက်တော့အောက်တန်းကျသွားလဲဆိုတော့ကိုယ့်ကိုပြန်တိုက်တာကိုသိနေလို့ပဲကျွန်တော်တိုင်တွန်းချင်တယ်ဟောဒါတော့ကျွန်တော်တို့တော်တော်စိုးရည်တယ်ဒီလိုမျိုးဆက်ဆံလို့ယာကြီးဆိုရင်တော့ပြီးတော့မှမြန်မာတပ်မတော်ကနေနေရှင်းလေးနေနေတော့မှသူတို့နှိမ့်နှိမ့်နှိမ့်ကိုပါတယ်နိုင်ချင်ပါတယ်နှိမ့်ဆက်ပါတယ်လို့ပြောရင်တော့ခင်ဗျားတို့တရားသလားလို့ ပြန်မေးရမှာဖြစ်နေတယ်။အဲ့တော့ရှင်းပြရအောင်အမေရိကန်ရောက်မြန်မာတွေအမေရိကန်မှာရောက်နေတဲ့တခြားနိုင်ငံတွေအကုန်လုံးအနေနဲ့လေဒီမေးခွန်းတွေကိုခဏပြန်မေးတတ်ဖို့လုပ်လောက်တယ်ဒီလိုပဲကျွန်တော်တိုက်တွန်းချင်တယ်နော်ဒါအချက်ပေါ့ဒီ AA ကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ကကိုယ်တည်းကအလို့သဘောဆွေးနွေးမှာထည့်ဆွေးနွေးတယ်ကျွန်တော်တော်တော်စိတ်ပူတယ်ဒါလေးက3ကြီးကြီးထားမယ်ကိစ္စတစ်ခုလို့တိုက်တွန်းချင်တဲ့အစိုးရတွေကိုလက်လက်ရှိအစိုးရတွေပေါ့နော်ဆိုတော့နောက်တစ်ခုကအမေရိကန်မှာနောက်ထပ်ဆွေးနွေးသွားတာနောက်တစ်ခုကအဲ sorry ကုလသမဂ္ဂနောက်ထပ်ဆွေးနွေးသွားတာတစ်ခုကနော်နောက်တစ်ခုကဘာလဲဆိုတော့ဒီဒေါ်အောင်ဆန်းစုကြည်မပါတော့အဲသူကလာပြီ နော်အရေးပါတဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုအချင်းချထားပြီးတော့နိုင်ငံရေးအချင်းသား1000 2000ကျော်ရှိနေတဲ့အချိန်အရေးပါတဲ့နိုင်ငံရေးအချင်းသားခေါင်းဆောင်တွေကိုထောင်ချထားပြီးတော့ရွေးကောက်ပွဲလုပ်တဲ့ကိစ္စဟာတဲ့နော်အားလုံးပါဝင်တဲ့နိုင်ငံရေးဆိုတာမဟုတ်ဘူးမှားနေတယ်ပေါ့မကြိုက်ဘူးဒါကြီးကပြဿနာကြီးထပ်ဖြစ်နိုင်ပါတယ်နောက်တစ်ခါဒေါအောင်ဆန်းစုကြည် ਨੇ ဦးဝင်းမြင့်ကိုပြန်လှုပ်ပေးဖို့လိုရတယ်သူတို့မပါတဲ့ရွေးကောက်ပွဲကြီးကခုနရွေးကောက်ပွဲလို့ဘယ်လိုဆိုမလဲပို့ဆိုတာမျိုးကိုအဲဂျူလီဗစ်ရှော့ပေါ့ Miss Julie Julie Bishop သူက Miss Julie Bishop ဆိုတော့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သူကတက်မတော်ပေါ်မှာမေးခွန်းထုတ်လိုက်တယ်ပြီးတော့သူ့ရဲ့ဒီဒီဒီကုလသမဂ္ဂအစည်းအဝေးထဲမှာသူထည့်ပြောတယ်ဆိုတော့ ကျွန်တော်တို့ဒီနေရာမှာထပ်ပြောရင်တော့ဒေါန်ဆန်းသူကြီးနဲ့ဦးဝင်းမပါတော့တော့ဒေါန်ဆန်းသူကြီးနဲ့တိုက်ခိုက်နိုင်ငံရေးတွေမှာပါတော့ရွေးကောက်ပွဲကိုသူတို့ကတရားမျှတမှုမရှိဘူးရွေးကောက်ပွဲပြဿနာတွေပန်းနီးလိမ့်မယ်ပြဿနာတွေပဲထပ်ဖြစ်မယ်ရွေးကောက်ပွဲမမှန်ကန်ဘူးမျှတမှုဖြစ်သေးဘူးစသဖြင့်လို့ပြောရဲဆိုတော့ okay ကျွန်တော်တို့သူတို့ပြောတဲ့စကားကိုအတီတနေရာမှာဟိုလိုပေါ့ပိုက်ပုံမှာ market market ပေးလိုက်ဒေါန်ဆန်းသူကြီးမပါရင်ရွေးကောက်ပွဲကတရားမျှတမှုမရှိဘူးလို့အမေရိကန်အုပ်စုကအမေရိကန် sorry ဟိုကုလသမဂ္ဂရဲ့ Julie Bishop ကပြောတယ် okay ဒါဆိုရင်ဒေါန်ဆန်းသူကြီးကိုယ်တိုင်ကနိုင်ငံရေးမှာမပါကျွန်တော်ဆိုရင်ရောအဲ့ဒီခါကျရင်မင်းတို့ဘာပြောမလဲ နိုင်ငံရေးကိုဒေါအောင်ဆန်းစုကြည်နဲ့ပုံသေးတွက်တယ်ဆိုတာကလည်းအဲ့ဒီနိုင်ငံရေးအဲ့ဒီနိုင်ငံကပုံသေးတွက်တဲ့သူတွေရဲ့အထွေခေါ်အုံတော်ကဝန်ဝေးတကြောင်းနဲ့သွားရဖြစ်မနေဘူးလားဆိုတော့နိုင်ငံတကာနိုင်ငံရဲ့အနာဂတ်ကံကြမ္မာကိုဒေါအောင်ဆန်းစုကြည်ကပဲဆုံးဖြတ်ရမှာလားမြန်မာနိုင်ငံကံကြမ္မာကိုသူကပဲဆုံးဖြတ်ရမှာလားကျွန်တော်စဉ်းစားလို့ယူလေးစဉ်းစားဒီနိုင်ငံရဲ့ကံကြမ္မာကိုဒေါအောင်ဆန်းစုကြည်ကြောက်တဲ့ပုံမှာပုံထားမှာလားမှန်သလားအဲ့လိုပုံထားမှန်တယ်လို့ဘယ်နိုင်ငံရဲ့ခေါင်းဆောင်ပရောဟိတ်တွေကယုံကြည်တယ်ယုံကြည်တဲ့ပရောဟိတ်ရှိတာဒေါအောင်ဆန်းစုကြည်မှမပါရင်ဒီရွေးကောက်ပွဲကတရားမျှတမှုမရှိပါဘူးလို့ဘဲပေတာနဲ့တိုင်းလိုက်တာလေအဲ့ဒီမိကုံအဲ့ဒီသက်ဆိုင်လူတွေပြန်ဖြေရမှာ โอเคดอซุนนี่เตยบ้าไปซะบ้าตุนาวซุนอัตเตะจี้ดาวตุยาตุไม่ชื่อหรอกไอ้จ่ายตุเนี่ยနိုင်ငံဆက်လို့อ่ะตุไม่ชื่อနိုင်ငံมาဖြတ်ไปอ่ะဟွန်းတကယ်နားလဲအောင်ပြောရအောင်နိုင်ငံဟာလူပုဂ္ဂိုလ်တွေပို့ကြီးမြတ်တယ်နိုင်ငံแท้ကြီးမြတ်တဲ့လူပုဂ္ဂိုလ်ဆိုတာမရှိဘူးနိုင်ငံတစ်ခုရဲ့ကာချမာတဲ့ကြီးမြတ်တဲ့လူပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူးအဲ့တော့ဒေါအောင်ဆန်းစုကြည်မပါတော့ဆိုတာမျိုးခေါင်းစဉ်ကိုတက်ပြီးတော့သူတို့ပြောလာပြီဆိုရင်ကျွန်တော်တို့ကပြန်ပြောရမှာဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကမပါချင်ဘူးလို့ပြောရင်မင်းတို့ဘာပြောမလဲအဲ့လိုပြန်မိရတော့အခုဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ပါချင်သလားမပါချင်သလားဆိုတဲ့မေးခွန်းခင်ဗျားတို့စဉ်းစားဖို့လိုတယ်ဒေါအောင်ဆန်းစုကြည်မပါချင်ဘူးဆိုပါစို့အခုဒီနေ့ပဲကျွန်တော်ဒေါအောင်ဆန်းစုကြည်ရဲ့ old friend တော့တကယ်ကိုမိတ်ဆွေရင်းကြီးတောင်နေစကားပြောလာ သူလည်းဗာပြောဒေါ်စောသူကြည်လည်းအခုအသက်80ဖြစ်ပြီနားသိပြီသူလည်းနားကျင်နေတော့ပြီပြီးတော့နားသိပြီဗာပြောနိုင်ငံဒီနိုင်ငံနိုင်ငံကြီးကထင်ထားတယ်မဟုတ်ဘူးတဲ့ဒါကိုသူအချိန်ချင်းဒေါ်စောသူကြည်ပြောခဲ့ဘူးတဲ့ဒါကိုအချိန်ချင်းသူပြောခဲ့ဘူးတဲ့ဒေါ်စောသူကြည်သူမြင်ပြောတယ်မြန်မာနိုင်ငံနိုင်ငံကြီးကမင်းသွားနေခဲ့တဲ့ဗီဒီယိုလိုမျိုးနိုင်ငံမှာနိုင်ငံကြီးမတူဘူးเนาะအဲ့တော့မတူတဲ့အတွက်ဒီနိုင်ငံနိုင်ငံကြီးကိုမင်းခုနဗီဒီယိုမှာတတ်မှတ်တဲ့နိုင်ငံကြီးလိုမျိုးဒါပြီးပေးတာဆွဲချလို့မရဘူးအဲ့တော့ဒီနိုင်ငံနိုင်ငံကြီးကိုလုပ်မယ်ဆိုဒီနိုင်ငံရဲ့သဘောတရားကိုနားလည်အောင်လေ့လာရမှလုပ်တင်တယ်ဆိုတာမျိုးပြောခဲ့တဲ့အချိန်ချင်း အခုဒီအခင်းချင်းမဖြစ်ခင်ဒီလေဒီဟာတွေနဲ့ပတ်သက်ရင် तू မဖြစ်တင်တာတွေမဖြစ်အောင်ဒါတိုက်သွင်းခဲ့သေးတယ်ဒါပေမဲ့တော်ဆန်းစုကြည်ကတော့ तू ကတော့နောက်ကျသွားခဲ့ပြီမမီတော့အခုအသက်80ရောက်ချင်မှာတော်ဆန်းစုကြည်ကိုယ်တိုင်မင်းနဲ့ဆက်လုပ်ချင်တယ်နဲ့အနေထားရှိပါလားဆိုတော့ तू အမြင်ပြောရရင်တော့တော်ဆန်းစုကြည်ဆက်လုပ်ချင်စိတ်ရှိမှာမပေါ်တော့ဘူးလေ